ငွေဝင်စေတဲ့နီးပေါ့အလွယ်တကူငွေဝင်စေတဲ့ရတရာနီးတယ်ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့တချို့ပညာရက်ကပညာတစ်ခုရှိတယ်မြမလောကီပညာမှာပဲအဲ့ဒီကနေလာတဲ့ကရှတို့ပရှတို့နဲ့စီရင်တဲ့ဒီပညာတစ်ခုရှိတယ်နော်ပြောပြမယ်ကျွန်တော်ရဲ့မူပေါ့နော်ဘယ်ဘက်လက်မှာကာကြီးကိုရှိတယ်ညာဘက်လက်မှာရှက်ပလက်ကိုရှိတယ် နော်ကာကြီးရဲ့ရှက်ဘလက်ရဲ့လက်ညှိုးလေးနဲ့ပဲထိုဘက်လက်ညှိုးဒီဘက်လက်ညှိုးနဲ့ရေးတာနော်ဘယ်ဘက်လက်မှာကာကြီးဒါကျွန်တော်ကဖုန်းထဲကနေကြည့်နေတော့ဟိုဘက်ဒီဘက်ပြောင်းပြန်ပေါ်နာဘယ်လက်မှာကာကြီးညဘက်လက်မှာရှက်ဘလက်ရေးပြီးတော့ကျွန်တော်ကတော့တရဏဂုံရွတ်တယ်တရဏဂုံကို၃ချိန်ရွတ်ပြီးရင် သူလက်ခုပ်ကိုသုံးချက်တီးရတယ်။တီးတဲ့အခါမှာလည်းအင်ရှိဘက်ကိုကြည့်ပြီးတော့ဒီဒါမှမဟုတ်လေလာရရက်ကိုကြည့်ပြီးတီးတာနဲ့ငွေကြေးတွေဝင်လာလိုက်မယ်။အဲ့ဒါကစက်တွေကိုသုံးတာ။ဒီနေရာမှာတော့အခြေတုံးမပြောတော့ပါဘူး။စက်တွေဆိုတာကလောကကြီးမှာကအရက်တောက်နေရာထိုင်ခင်းအချိန်အခါအဲ့ဒါတွေကိုကျွမ်းကျင်ပိုင်နေဆိုတာအသုံးချတဲ့သူကနိုင်တာပဲလေ။လောကီပညာမှာလောကီပညာကိုတကယ်တက်တဲ့သူတွေဆိုတာအချိန်ခါနဲ့အရက်တွေသားကိုပိုင်နိုင်စွာအသုံးအသုံးချသွားတာပဲ။ နော်မယုံရင်စမ်းကြည့်ပေါ့ဘာမှခက်ခဲတဲ့ကိစ္စမှမဟုတ်ပဲဟုတ်လား